ားလုံးမင်္ဂလာပါ Summit English မှာပြန်လည်ကြိုဆိုပါရစေ။ပြီးခဲ့တဲ့ဗီဒီယိုလေးမှာတော့ကိုကအခြားလူထက်တာကျင်စိတ်ရှိတဲ့ rival ပြိုင်ဘက်နဲ့တယောက်ယောက်ကိုထိခိုက်နေတာလူစိတ်ရှိတဲ့ enemy ရန်သူဆိုတဲ့စကားလုံးတွေရဲ့အထိပယ်ကွာခြားချက်ကိုလေ့လာခဲ့ပါတယ်။ဒီဗီဒီယိုလေးမှာတော့ပြိုင်တာတော့ပြိုင်တာပဲဒါပေမဲ့အထိပယ်မတူတဲ့ competitor နဲ့ opponent ရဲ့အကြောင်းကိုလေ့လာသွားမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ကတော့ competitor competitor ဆိုတာကတော့တစ်ခုခုကိုရဖို့ကိုနဲ့ပြိုင်နေတဲ့ပြိုင်ဘက်ပဲဖြစ်ပါတယ်။ဥပမာ Apple and Samsung are competitor in the smartphone market. ပြောမယ်ဆိုရင်တော့ကိုလိုချင်တဲ့စုကိုလိုချင်တဲ့ဘန်းနိုင်ကိုအခြားလူကလည်းလိုချင်နေပြီဆိုရင်အဲ့ဒီလူကကိုယ့်ရဲ့ competitor ဖြစ်သွားပါတယ်။နောက်တစ်ခုကတော့ opponent opponent ကတော့ပြိုင်ပွဲတစ်ခုခုမှာကိုနဲ့ထိတ်တိုက်ရင်ဆိုင်ရတဲ့ပြိုင်ဘက် ပဲဖြစ်ပါတယ်ဥပမာအနေနဲ့ဆိုရင် the candidate defeated her opponent in the election ဒီအမျိုးသမီးကသူ့ရဲ့ပြိုင်ဘက်ကိုရွေးကောက်ပွဲမှာအနိုင်ရခဲ့တယ်အဓိကအားဖြင့် opponent ကတော့နိုင်ငံရေးနဲ့ဆိုင်တဲ့ပွဲတွေငင်းခုန်ရတဲ့ပွဲတွေမှာအသုံးများပါတယ်ဒါဆိုရင် ဘန်းနိုင်တစ်ခုရှိမယ်စုတစ်ခုရှိမယ်ကိုကအဲ့ဒီဘန်းနိုင်ကိုရောက်ချင်တဲ့စုကိုလိုချင်တယ်အခြားလူတစ်ယောက်ကလည်းလိုချင်တယ်ရောက်ချင်တယ်ဆိုရင်ကိုနဲ့အခြားလူနဲ့ကကွန်ပီတီတာဖြစ်သွားပါတယ်ပြီးတော့ကွန်ပီတီတာကလူနှစ်ယောက်ကြားတယ်မဟုတ်ဘဲနဲ့လူအယောက်တရာအယောက်90နဲ့ပြန်ရတဲ့ပြန်ဘက်မျိုးလည်းဖြစ်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဒါပေမဲ့ opponent ကတော့ဘတ်မတူတဲ့လူနှစ်ယောက်လူနှစ်ဖွဲ့ကြားကအရာပဲဖြစ်ပါတယ် နောက်ဗီဒီယိုလေးမှာတော့ Raven နဲ့ Competitor ရဲ့အတိတ်ပဲအသေးစိတ်လေးကိုလေ့လာသွားမှာဖြစ်ပါတယ်။ English online class နဲ့ပတ်သက်ပြီးသိစိတ်သိရှိလို့ပါက Summit English ရဲ့ချက်ပေါက်မှာသိစိတ်မြင့်မြတ်နိုင်ပါတယ်။ဒီနေ့ရောဒီလောက်ပါပဲရှင်။ See you in the next video.